ပေါင်းကျိုးနဲ့ခဲခွေနဲ့ကိုဆက်လိုက်မှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အိမ်သုံးစားပါနော်ဒါစားအိမ်သုံးစားလေးတစ်စုံလောက်ထည့်တယ်။ပြီးရင်သူ့ကိုရင်လေးပကံလေးပေါ့နော်ရင်လေးပကံလေးနဲ့ရေလေးထည့်မှာပေါ့နော်။ဒီရေကလည်းခုနကကြီးချောင်းလေးမြုပ်အောင်ပြီးပေါ့နော်။ဒီကြီးချောင်းနဲ့ခဲခွေလေးကိုဒီထဲမှာကျွန်တော်တို့ဒါစားကလက်ထိုးလိုက်ချက်သွားပါပေါ့နော်။သူကတပ်ပြုတ်ပြီးတော့ဒီခဲခဲလေးတွေကဒီခုနကကြီးချောင်းရဲ့ ဟိုကုတ်တင်သဘောမျိုးလေးတော့ဖြစ်တာပေါ့နော်အဲ့ဆိုရင်ကြီးညိလဲတော့လည်းမတက်တော့ဘူးဘာလို့ဆိုလာများလေးနဲ့ငါသာပူအားပေးခါလာဖြစ်ပါလေဒီသားကျွန်တော်7မိနစ်လောက်နေရင်ဒါထုတ်လိုက်ပါပြီနော်ဒီမှာနောက်မေးစစ်တင်ငယ်ချင်းလေးညနေတိုင်းမှာနော်ဒီမှာကြီးကြောင်လေးမှာသူကခဲကကုတ်တင်လေးလာလို့ပေါ့နော်ကြီးကြောင်လေးပြောက်သွားပြီးတော့ဒီခဲခဲရောင်ကြီးလည်းမဟုတ်ပေါ့နော်ဒါလိုခပ်ဖြူဖြူနီနီပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်သူကကြီးကြောင်မဟုတ်ဘူးကုတ်တင်သဘောမျိုးလေးဖြစ်သွားတာနော်အဲ့ဒါကြောင့်မို့သူကခဲဆွဲသွားတာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့စားတတ်တယ် ကုန်ကအောင်ရေးလေးဆေးပြီးတော့နော်ဒါဝက်လင်းနဲ့ရေချအောင်လုပ်ပြီးရင်ပြန်ပြီးတော့ဒါခဲပေါက်ကိုပြန်တက်ပါမယ်နော်သူကခက်ပွေးပွေးပေါ့နော်ခဲရောင်ခဲရောင်နဲ့ကြီးရောင်ဆက်ထားတဲ့အရောင်လေးပြောင်းပါလားဖြစ်ပါလားနော်ဒါပလတ်ထိုးလိုက်ပါပြီခဏလေးခဏလေးစောင့်ကြည့်ပေးပါကြနော်ဒီမှာကျွန်တော်မျိုးစေးတဲ့ငယ်ချင်းလေးမြင်တဲ့အတိုင်းပဲခဲကလုံးဝအောက်ကိုပြုတ်မကျတော့ဘဲနဲ့ဒီပေါ်မှာပဲခဲဆွဲသွားပါပြီနော် ကဲဆိုရင်အမတမကိုအဆင်ပြေပါလေဗျာနော်ကျွန်တော်မိတ်ဆွေတွေငယ်ချင်းတွေဒါဒီနီလန်လေးနဲ့ဆိုလာပြားရှိရင်ဆိုလာပြားနဲ့လောက်ပါဆိုလာပြားမရှိရင်ရိုးရိုးကြိုက်တဲ့ဘက်ထရီဟုတ်ပေါ့နော်နေစုံ12ဘုတ်လောက်ပေါ့နော်12ဘုတ်လောက်နဲ့ဒါလောက်